နောက်ထပ်မိကုန်းတစ်ခုကတော့ဝတ်ဆိုတာအမြဲတမ်းလဲပါလားရှင်ပြဝတ်မလဲဘဲနဲ့ပဲနိဗ္ဗာန်ရအောင်လုပ်လို့ရပါသလားနောက်တစ်ခုကအဟောတိကံဆိုတာရောဘာပါလဲရှင်ပြအဲ့ပါဝတ်ဆိုတဲ့စကားလုံးကိုဖုံးဖို့ရှင်းပြမယ်ပမာရီနားလဲနေတာကိုကလူတယောက်ကိုချေချိုးအောင်လုပ်လိုက်ရင်ကိုချေချိုးတယ်မှန်ပါဗျာအဲ့ဒါဝတ်လဲတယ်လို့ယူဆတယ်မှန်တော့အဲ့ဒါတော့အကျိုးပေါ်တယ်လို့ပြောတယ်မှန်ပါဗျာဝတ်တန်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါပြောရမှာမဟုတ်ဘူးသူက မှန်ပါဗျာဝက၃မျိုးရှိတယ်မှန်ပါဗျာကိလေသာဝကမ္မဝခိပကဝဝတ္တဆိုတာလဲပတ်ပြီးဖြစ်တာအကြောင်းနဲ့အကျိုးနဲ့လဲပတ်နေတာမှန်ပါဗျာဥပမာဘဝကြီးဆိုဖုန်းတို့လဲပတ်တာလေအခုမနေ့ဆိုရင်နေထွက်လာတယ်ပြီးရင်နေဝင်သွားတယ်မှန်ပါဗျာညရောက်တယ်ပြီးရင်တစ်ခါမနေ့ရောက်တယ်ဒါလည်းလဲပတ်နေတာပဲလေမှန်ပါဗျာလဲပတ်မှုကိုဝတ္တလို့ခေါ်တယ်မှန်ပါဗျာအဲ့တော့ဘာတွေလဲပတ်တာတော့ဆိုရင် ရှင်တဲ့ကလိုချင်တဲ့စိတ်တွေဖြစ်တယ် မှန်ပါကိလေသာမှန်ပါဖြစ်တာလိုချင်တဲ့စိတ်ဖြစ်တော့ရောင်းအောင်လုပ်တယ်ကံကံတမရလာတဲ့ဝိပါကအကျိုးမှန်ပါဖြစ်လိုချင်တဲ့ရောင်းအောင်လုပ်တဲ့ရတယ်လိုချင်ပြန်တဲ့ရောင်းအောင်လုပ်ပြန်တယ်စူးစမ်းပြန်တယ်ဆိုတော့ဒီအကြောင်းအကျိုးကြီးကလက်ပတ်နေတာဟိုဒါဝတ်လို့ခေါ်တယ်ဝတ်မလဲပဲနိဗ္ဗာန်ရောက်အောင်လုပ်လို့ရလားဆိုတော့ဒီအကြောင်းအကျိုးဆက်ဆက်နေတာတွေကိုနိဗ္ဗာန်ရောက်အောင်လုပ်တယ်ဆိုတာကဒီချဲကလောက်ရတယ်သူကမှန်ပါဗျာ ဝတ်ထဲမှာပဲနိဗ္ဗာန်ရအောင်လုပ်လို့ရတယ်နိဗ္ဗာန်ရောက်သွားရင်ကတော့ဝတ်တာတည်းကထွက်သွားပြီသူကမှန်ပါဗျာဒီထဲမှာ तू ကလုပ်လို့ရတယ်ဘုမလဲပဲဆိုတာတော့မဟုတ်ဘူးဝတ်ကတော့လဲမှာဘုလဲတယ်ဆိုတာပမာရီနားလဲတယ်ကိုကသူများကိုမတရားလုပ်လိုက်လို့ကိုမတရားလုပ်ခံရတယ်ဆိုဝတ်လဲမှုမျိုးပြောတာမဟုတ်ဘူးကိရိတာရှိရင်ကံဆိုတဲ့အလုတ်တရားရှိလာတယ်ကံရှိလို့ရှိရင်အကျိုးတရားဆိုတာရှိလာတယ်နော်အဲ့တော့ကိရိတာဖြစ်သည့်အတွက်ကြောင့်ကံဖြစ်တယ်ကံဖြစ်သည့်အတွက်ကြောင့်အကျိုးတရားတွေပေါ်တယ် အဲ့ဒီအကြောင်းအကျိုးဟာလက်ပတ်နေတယ်လို့ဆိုလို့ရတယ်။နော်။အဲ့ဒီလက်ပတ်မှုကိုရက်တော်အောင်လုံးမနေပါရ။အဲ့တော့ရက်တော်အောင်လုံးတဲ့ဆိုဒီဝတ်ထဲမှာပဲလုံးလုံးလို့ရတယ်။ကိလေသာကိုဖယ်ရှားဖို့ကြိုးစားရမယ်။မှန်ပါဗျာ။ကိလေသာကိုဖယ်ရှားလိုက်လို့ရှိရင်ကိလေသာတွေငြိမ်းသွားရင်ကံကလည်းပြတ်သွားရော။မှန်ပါဗျာ။ကိလေသာနိရောဓေကမ္မနိရောဓောကိလေသာငြိမ်းမှကံငြိမ်းတယ်။မှန်ပါဗျာ။ ကိလေသာငြိမ့်သွားရင်ကံငြိမ့်သွားတယ်ကံငြိမ့်သွားလို့ရှိရင်ဝိပါကဆိုတဲ့နောက်ကအကျိုးမလာတော့ဘူးမှန်ပါဗျာအဲ့ဒါနေပါရောက်ချင်းပဲဖြစ်တယ်ပေါ့နော်ဟောတိကံဆိုတာကနားလည်အောင်ပြောရမယ်ဆိုရင် expire ဖြစ်တာပြောတာမှန်ပါဗျာ expire ဆိုတာစေဘစီနဲ့တတ်မှတ်ထားတဲ့အချိန်ကုန်လို့ရှိရင်သူက expire ဖြစ်တာမှန်ပါဗျာဘာဖြစ်စီပဲဖြစ်ဖြစ်တတ်မှတ်ထားတဲ့အချိန်ပိုင်းကျော်သွားရင်ဒါ expire ဖြစ်တာမှန်ပါဗျာဒါအဟောတိကံရဲ့အသေးပဲက န်းနေတဲ့တော့ဖြစ်သွားပြီအကျိုးမလာတော့ချင်းဒီကစံတတိကုံသွားပြီလို့ဆိုလို့တယ်ကန်းရဲ့စံတတိတခုကုံသွားပြီကန်းကိုသူကသတ်မှတ်ထားတာရှိတယ်ကန်းတခုလှုပ်လို့ရှိရင်ဒီဘဝမှာအကျိုးပေးတဲ့ကန်းကိုထိတတ်ဓမ္မဝိရဏိယကန်းလို့ခေါ်တယ်ဒီဘဝမှာအကျိုးပေးတယ်နောက်ဒုတိယဘဝမှာအကျိုးပေးမဲ့ကန်းကိုဥပပစ္စဝိရဏိယလို့ခေါ်တယ်နောက်တင်းတော်တဲ့ဘဝတခုမှာအကျိုးပေးမဲ့ကံမျိုးကို ဒီအပ္ပရိယဝေရဏိယကံလို့ခေါ်တယ်။အကံ၃မျိုးဒီဘဝမှာအကျိုးမပေးမဲ့ကံကသူအကြောင်းအကျိုးမညီသည့်အတွက်ကြောင့်သူကအကျိုးထုတ်လို့ရမှာမထုတ်လို့ဘူး။ဒီဘဝကလည်းပြီးဆုံးသွားပြီဆိုရင်အကံအဟောတိဖြစ်သွား။အဲဆိုအကံကောင်းတာရောဆိုးတာရောနှစ်ခုစလုံးဖြစ်နေ။နှစ်ခုစလုံးဖြစ်တယ်။နှစ်ခုစလုံးနဲ့သက်ဆိုင်တယ်။ဥပမာတစ်ခုဖုံးကနားလဲအောင်ပြောရမယ်ဆိုလို့ရှိရင် ကဘာကျော်ဒုသတ္တမကြီးအင်္ဂုလိမာလာပေါ့ကြားဘူးတယ်ပေါ့နော်ကြားဘူးပါခင်ဗျအဲ့ဒီအင်္ဂုလိမာလာလူတွေတတ်ထားတယ်ပါဏတိပတ္တကံမှန်ပါခင်ဗျသို့တော့ကိလေသာတွေကိုသူပယ်လိုက်နိုင်သေးတဲ့အတွက်ကြောင့်အဲ့ဒီကံတွေကဒီဘဝမှာပဲချိုးပေးနိုင်တယ်သူကနောက်ဘဝဆိုမရှိတော့မှန်ပါခင်ဗျသူကဘာလို့ကိလေသာပြတ်သည့်အတွက်ကြောင့်နောက်ဘဝဖန်တီးပေးမယ်တဏှာဆိုသူကမရှိဘူးကံနဲ့ကိလေသာတွေမရှိဘူးနောက်ဘဝမရှိသည့်အတွက်ကြောင့်နောက်ဘဝမှာငရဲကြရမယ်ဒီသူ့လောက်ထားတဲ့ကံတွေဟာစပယ်အဖြစ်ပါ အဲ့ဒါဆိုရင် तू อ่ะဒီဘွားမှာပဲ तू ရဟန်းပြုရင်အချိန်တော့ကဲနဲ့အထုခံရတာဝိုင်းဆဲတာလောက်ပဲအဲ့ဒါလောက်ပဲနဲ့ပြီးသွားတယ်တင်ပါဗျာပြီးသွားတယ်ဟိုအမျိုးလို့ပေါ့တသက်တကြွန်ကြာမှာတော့လူငယ်ချမ်းသာကွင်းနဲ့တရက်လောက်နဲ့လွတ်သွားသလိုဖြစ်မှာပေါ့ကံကိလေသာတွေကိုဖျက်ဆီးလိုက်သည့်အတွက်ကြောင့်ကံတရားကအကျိုးပေးခွင့်မရှိတော့မပေးနိုင်တော့ဘူးပေါ့နော်ကိလေသာနဲ့ကံပေါင်းဆက်မှတ်သူကအကျိုးပေးတာမျိုးစေ့ပောက်တာပဲချိန်နေ မြည်နေရည်နဲ့တွေးပါပေါ့တယ်မဟုတ်လားမှန်ပါဗျာမှန်ပါမြည်နေရည်နဲ့မတွေးအောင်တွေးချောက်တဲ့နေရာမှာထားလိုက်မယ်ဆိုရင်ဒီမျိုးကြီးကပေါက်တော့ဘူးလေတင်ပါဗျာမှန်ပါအဲ့ဒါလိုပါပဲဟောဒီမှာ